မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရဒိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီရေရွှေကောက်ပွဲအစီအစဉ်ကိုနိုင်ငံရေးလှည့်ပြမှုဖြင့်အာဆီယံဥက္ကဋ္ဌပင်ချတဲ့အကြောင်းတင်ဆက်ပေးပါမယ်အာဆီယံရဲ့လက်ရှိဥက္ကဋ္ဌဖြစ်တာဝန်ယူထားတဲ့မလေးရှားနိုင်ငံကမြန်မာနိုင်ငံတွေဖြစ်ပွားနေတဲ့စစ်ပွဲများရပ်တန့်ဖို့တောင်းဆိုလိုက်ပြီးစစ်ကောင်စီရဲ့အဆိုပြုထားတဲ့ရွှေကောက်ပွဲတွေကိုနိုင်ငံရေးလှည့်ပြမှုဖြစ်ပေးချလိုက်ပါတယ်မလေးရှားနိုင်ငံချိုင်းဝန်ကြီးမိုဟာမက်ဟာဆန်က2021ခုနှစ်ကမြန်မာစစ်တပ်ရဲ့အာဏာသိမ်းမှုကြောင့်ဖြစ်ပွားခဲ့တဲ့ပဋိပက္ခကအနေဆက်ဖြတ်ကျော်ထွက်ပြေးလာသူများနဲ့ ေဆက်ဖြတ်ကျော်ရာသွေးမှုတွေကိုအားပေးအားမြောက်ပြုလျက်နေဆက်တွေကိုပုံမပြန့်နှံ့နေကြောင်းတတိပင်းခဲ့ပါတယ်။အာဆီယံရဲ့ယက်တီချက်ဖြစ်တဲ့ပြည်တွင်းအရေးကိစ္စတွေမှာဝင်ရောက်ဆက်ဖတ်မှုယက်တီချက်ကိုထပ်မံအတည်ပြုခဲ့သလိုအာဆီယံကအကြက်တဲကိုပြည်တွင်းမှာဖြည့်ရှင်ဖို့အတွက်အလေးထားတိုက်တွန်းခဲ့ပါတယ်။မလ28ရက်ကဖြစ်ပွားခဲ့တဲ့ငလင်းကငြိမ်းချမ်းရေးဆွေးနွေးပွဲများပြန်လည်စတင်ဖို့အခွင့်အရေးတစ်ခုဖန်တီးပေးခဲ့ကြောင်းလည်းဟာဆန်ကပြောပါတယ်။ အာဆီယံရဲ့ထိတွေ့ဆက်ဆံမှုကိုအားကောင်းစေဖို့ရည်ရွယ်အာဆီယံရဲ့ထိတွေ့ဆက်ဆံမှုကိုအားကောင်းစေဖို့ရည်ရွယ်ပြီးဟာဆန်ကမြန်မာနိုင်ငံဆိုင်ရာအမြင့်နှံအထူးတန်တမန်တအုပ်လို၃နှစ်အတွင်းသက်တမ်းပြည့်ခန့်ဖို့အစီအစဉ်များကြေညာခဲ့ပြီးလက်ရှိဥက္ကဋ္ဌတာဝန်နဲ့ဒုနှစ်စင်အလဲကြတာဝန်ယူရတဲ့စနစ်ကိုအစားထိုးသွားမယ်လို့ဆိုပါတယ်အထူးတန်တမန်တစ်ကဆွန်လာမှာမြန်မာနိုင်ငံကိုတွားရောက်မယ်လို့မျှော်လင့်ရပါတယ်ဟာဆန်ကမြန်မာနိုင်ငံမှာကျင်းပဖို့စီစဉ်ထားတဲ့မြည်သည့်ရွှေကောက်ပွဲမစိုးတင်ရဝင်ဖြစ်သက်မှတ်ခံရဖို့သက်ဆိုင်ရာဖွဲ့စည်းအားလုံးပါဝင်ရမှာဖြစ်ကြောင်းလေးထားပြောကြားခဲ့ပါတယ်

အတိုက်ခံဖွဲ့အများစုကိုပိတ်ပင်ထားခြင်းဒါမှမဟုတ်မဲပေးခြင်းကိုပြည်မှာပြည်သူတွေကကန့်ကွက်နေကြောင်းစစ်တပ်ကနိုင်ငံရေးနေရာများပြားကိုထိန်းချုပ်မှုဆုံးရှုံးနေကြောင်းထောက်ပြခဲ့ပါတယ်။နိုင်ငံတကာအတိုင်ဝန်ကိုအထင်မြင်လွဲမစေဖို့အတွက်ရွှေကောက်ပွဲလုပ်နေတာဗာဒိတ်ပဲရှိလဲလို့မလေးရှားနိုင်ငံတိုင်းဝန်ကြီးကမေးခွန်းထုတ်ခဲ့ပါတယ်။မလေးရှားကဓာတ်ရိုက်ဆွေးနွေးမှုတွေအဆင်ပြေစေဖို့စစ်ကောင်စီနဲ့အတိုက်ခံဖွဲ့နှစ်ခုစလုံးနဲ့တီးခြားဆွေးနွေးမှုတွေပြုလုပ်ဖို့စီစဉ်လျက်ရှိပါတယ်။ထိုင်းဝန်ကြီးချုပ်ဖေတုံတန်ရှင်နာဝက်ကမလေးရှားရဲ့ရည်တီချက်ကိုထောက်ခံပြောကြားခဲ့ပြီးမြန်မာနိုင်ငံမှာတည်ငြိမ်မှုပြန်လည်တည် ည်ဆောင်ရေးအရေးပါကုန်ကိုအလေးပြုပြောကြားကငြိမ်ချသောနိုင်ငံရေးပြောင်းလဲမှုကိုမောင်းနှင်ရမှာအောင်စီယံရဲ့ဗဟုအခမ်းကဏ္ဍကိုမိမောင်းထုတ်ပြခဲ့ပါတယ်။ ထိုင်းနိုင်ငံကမလေးရှားရဲ့တန်တမန်ကြီးအားဒုပတ်မှုတွေနဲ့မြန်မာငလင်တပ်ခံရသူများအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုပါဝင်ဖို့ကတိပြုခဲ့ပါတယ်။ထိုင်းဝန်ကြီးချုပ်ဖေတုံတန်ကငြိမ်းချမ်းရေးတင်ပေါ်နဲ့ဆက်လုံကြုံရင်းနဲ့နေဆက်ဖြတ်ကျော်ရာသွေးမှုတွေကိုတိုက်ဖြတ်ဖို့ဒေသတွင်ပုံမှုပူပေါင်းဆောင်ရွက်ဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားခဲ့ပြီး ASEAN ရဲ့ပုံသဘောတူညီချက်၅ရပ်ကိုလည်းပြန်လည်အတည်ပြုခဲ့ပါတယ်။ထိုင်းဝန်ကြီးချုပ်ကပဋိပက္ခနဲ့တဘာဝဘီအနေနဲ့ခန်းစားနေရတဲ့လူမှုအတိုင်းဝန်တွေအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုတိုးမြှင့်ဖို့လည်းထပ်မံတောင်းဆိုခဲ့ပါတယ်။နောက်ထပ်တစ်ပုံ ီနဲ့စစ်ကောင်စီရဲ့ဒလန်တရှိုးစီလူမှုတွေကိုမန္တလေး PDF ဖော်ထုတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ကောင်စီကတော်လိုင်းတပ်ဖွဲ့များတွင်ဒလန်တရှိုးများစိတ်ဝင်ကာတရင်အချက်လက်ရယူတဲ့ထောင်လိုင်းလုပ်ငန်းတွေကိုစနစ်တကျလှုပ်ဆောင်လျက်ရှိကြောင်းမန္တလေး PDF ကသက်သေရီနဲ့တကွာရှင်းလင်းဖော်ထုတ်ထားပါတယ်အဒမစစ်မှုတပ်ဥပဒေပြဋ္ဌာန်းပြီးရင်နောက်မန္တလေး PDF အတွင်းကိုစစ်ကောင်စီမှရည်ရွယ်ချက်ရှိရှိစေလွတ်ထားတဲ့ဒလန်တရှိုးတွေကပုံစံမျိုးစုံနဲ့ဝင်ရောက်လာကြတာဖြစ်ပြီးတည်နေရများရယူခြင်းအချင်းချင်းကြားသွေးကွဲစေဖို့လှုပ်ဆောင်ခြင်းနဲ့တပ်ဖွဲ့ကိုစွန့်ခွာစေဖို့စီရင်ခြင်းစ ောင့်တဲ့လုပ်ငန်းတွေလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်စစ်ကောင်စီလက်ပါစီတလန်တရှိုးတွေကတော်လိုင်းတပ်ဖွဲ့များနဲ့ရှင်းလင်းမှုရ စ조사အားထုတ်ခဲ့ပြီးအမည်အရင်းများနေရက်လိပ်စာများနဲ့ဖုန်းနံပါတ်များကိုတောင်းယူစုဆောင်းရုံတာမကတင်နန်းကာလာတရှောင်းမှာလည်းတပ်ဖွဲ့မှစွန့်ခွာစေဖို့အတွေးခေါ်များကိုတင်နန်းသားအချင်းချင်းကြားဖြန့်ဝေလိရှိကြောင်းမန္တလေး PDF ကအတည်ပြုပါရဲအဒီနောင်၎င်းတို့ကတပ်ပြေးဖြင့်တပ်ဖွဲ့မှစွန့်ခွာကွာအခြားသောတပ်ဖွဲ့ဝင်လူငယ်များကိုပါသွေးဆောင်ပြရောင်းပြီးတပ်ပြေးမှုဖြစ်စေဖို့လုံဆောင်ခြင်းနဲ့တပ်ပြေးရမှာလမ်းကြောင်းကူညီများရှာဖွေပေးခြင်းတို့ကိုပါစနစ်တကျလုံဆောင်ခဲ့ကြောင်းမန္တလေး PDF ကဖော်ပြပါရဲ စစ်ကောင်စီမှတရင်နိုင်ယူနေတဲ့ပုံစံအချင်းချုပ်ကတပ်ပြင်းရဲဘော်များမှတဆင်တပ်ဖွဲ့ဝင်များထံဆက်သွယ်ပြီးတိနီယာကိုထောင်လန်းစုံစမ်းခြင်းအကောင့်တူများထောင်လန်းစုံစမ်းခြင်းအကောင့်တူများဖန်တီးကထောင်လန်းခြင်းတပ်ပြင်းရဲဘော်များမှတပ်ဖွဲ့ဝင်များထံလာရောက်လည်ပတ်မယ်လို့လိမ့်လည်းကတိနီယာထောင်လန်းခြင်းစေကူတမှုခံယူနေတဲ့တပ်ဖွဲ့ဝင်များကိုလူနာမီးရန်ဓမ္မမဟုတ်တပ်ဖွဲ့ဝင်တွေရဲ့မိတ်ဆွေဟန်ဆောင်ပြီးစင်းယုံတိနီယာများတက်တီလှူရှာမှုများထောင်လန်းစုံစမ်းခြင်းတမီးကြီးစားပုံစံမျိုးချင်းကကထောင်လန်းခြင်းတရင်အစ်စ်ဖွဲ့စည်းထားတယ်လို့လိမ့်လည်းပြီးတပ်ပြောင်းရွှေ့ဖို့စင်းယုံလို့ဆိုပြီးထောင် ောင်ချဆင်ဖန်းစီခြင်းတို့ဖြစ်ကြောင်းသိရပါတယ်။ အဆိုပါလုပ်ငန်းစဉ်တွေကိုစစ်ကောင်စီတပ်ဖွဲ့မှရရှိတအုပ်ကကြိုးကပ်ပြီးအနီးကပ်လမ်းညွှန်မှုတွေပေးနေတာဖြစ်ပြီးဒလန်တရှုများမှအသက်ရွယ်အားဖြင့်အသက်20ဝန်းကျင်ရှိတဲ့လူငယ်အမျိုးသားအမျိုးသမီးများဖြစ်ကြောင်းသိရပါတယ်။မန္တလေး PDF အနေနဲ့စစ်ကောင်စီရဲ့အသွင်ယူထောက်လန်းခြင်းကိုခံခဲ့ရတော့လဲအချိန်မီသိရှိခဲ့တဲ့အတွက်တံပြန်ထောက်လန်းရေးလုပ်ငန်းများလှုပ်ဆောင်ပြီးစနစ်တကျစောင့်ကြည့်ဖော်ထုတ်နိုင်ခဲ့ကြောင်းဖော်ထုတ်တွေ့ရှိထားတဲ့စစ်ကောင်စီရဲ့အသွင်ယူထောက်လန်းမှုရန်ရပုံစံကိုလည်းအခြားသောတော်လိုင်းတပ်ဖွဲ့များနမူနာယူပြီးလုံခြုံရေးအစီအမံများချမှတ်နိုင်ဖို့ထုတ်ပြန်ကြေညာနိုင်ခြင်းဖြစ်ကြောင်းအသိ ပေးထားပါတယ်။ဆက်လက်ပြီးငလင်ကူညီရေးမှစစ်ကောင်စီတခုတည်းနဲ့ထိတွေ့ဆက်ဆံခြင်းမပြုလုပ်သင့်လို့အာဆီယံကို NUG ပြောတဲ့အကြောင်းပြန်ဆက်ပေးပါမယ်။အာဆီယံကငလင်တင်မြန်မာပြည်သူများကို ထောက်ပံ့ကူညီရေးမှာ အာနာဒိစကောင်စီတခုတည်းနဲ့ဆက်သွယ်ဆောင်ရွက်ခြင်းမျိုးမဟုတ်ပဲမျိုးသားညီညွတ်ရေးအစိုးရ NUG ပါဝင်တော်လိုင်းအင်အားစုတွေနဲ့လည်းဆက်သွယ်ဆောင်ရွက်တင်ကြောင်း NUG ကအာဆီယံကိုပြောဆိုထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့မေလ29ရက်မှာပြုလုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းအစီအစဉ်မှာ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောကြားခဲ့တာပါ။အာဆီယံအနေနဲ့လူသားချင်းစာနာမှုအကူအညီပေးရေးနဲ့ပတ်သက်ပြီးအထူးတလဲအားထုတ်ကြိုးပမ်းဆောင်ရွက်နေတာကိုကျွန်တော်တို့အတိမတ်ပြုကြိုဆိုပါတယ်။ဒါပေမဲ့လည်းစစ်ကောင်စီနဲ့သာပူးပေါင်းဆောင်ရွက်နေတဲ့ဆိုရင် ထိရောက်တဲ့ကုညီမှုမျိုးဖြစ်မလာပဲတက်တီတာရကအမြောက်များပြသနေပါတယ်။ဒါကြောင့်စစ်ကောင်စီတကူတဲ့နဲ့ဆက်သွယ်ဆောင်ရွက်တာမျိုးမဟုတ်ပင်အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်တိုင်းရင်းသားတွန်းလှန်အင်အားစုများနဲ့တိုင်ပင်ညီနက်ပူးပေါင်းဆောင်ရွက်ခြင်းများလှုံ့ဆော်တင်တယ်လို့ဦးကျော်စောကပြောပါတယ်။ ငလင်ဘေးတင်ဒေတာတွေကိုအာဆီယံကအကူအညီပေးရေးကိစ္စရများမှာမျိုးသားညီညွတ်ရေးအစိုးရစိုးမိုးထိန်းချုပ်ထားတဲ့ဒေတာများမှာပြည်သူများကထိရောက်တဲ့အကူအညီများမရရှိသေးကြောင်းလည်း NUG ကပြောပါတယ်။မြမအကြီးဖြစ်ရှင်ဖို့အာဆီယံရဲ့ကြိုးပမ်းဆောင်ရွက်မှုတွေကိုကြိုးဆိုတော့လေအတင်းအကျပ် PRP ထွေးဆောင်ဆွေးနွေးရေးကိုပုံဖော်ခြင်းကရှိရှိမှပြဿနာပြည်လည်ရေးကိုအထောက်အကူမပြုကြောင်းလည်း NUG သမရယုံပြောခွင့်ရဦးကျော်စောကပြောပါတယ်။ဘုံရည်တီချက်သဘောများပေါ်ပေါက်နိုင်ရင်တော်လိုင်းအင်အားစုများအချင်းချင်းထွေးဆောင်ဆွေးနွေးနိုင်မယ်ခင်းချင်းဖြစ်ပေါ်လာရေးကိုအာဆီယံအနေနဲ့ဦးစွာအကူအညီပေးသင့်ပါတယ်။မိမိတို့တော်လိုင်းအင်အားစုတွေရဲ့ညီညွတ်စုစည်းမှုမှာတက်စင်တိုင်းပြည်အတွက်ရှိရှိခံတဲ့ပြည်လည်မှုအဖြစ်ကိုရှာဖွေခြင်းဟာအာဆီယံအဖွဲ့အစည်းတွေကအစဉ်တစိုင်းပြောဆိုထောက်ပြထားတဲ့မြန်မာ owner မြန်မာ led နီလာမဲဖြစ်ပါတယ်အတေးအကျပ်ဖိအားပေးပြီး စီစက်ဆွေးနွေးခြင်းဖြင့်အဖြစ်ခက်ရစဲခြင်းကရှိရှိမှပြဿနာပြည်လည်ရေးကိုအထောက်အကူပြုမှာမဟုတ်ဘူးလို့ပြောပါတယ်။ချမ်းမြောက်ရေးမှာအိနီးချင်းနိုင်ငံတခုကတဖက်သက်ဖိအားပေးဆောင်ရွက်ခြင်းကစစ်မှန်နဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကိုအထောက်အကူမဖြစ်စေကြောင်း NUG ကဆိုပါတယ်။ဒါကြောင့်အာဆီယံအနေနဲ့ဗဟိုချုပ်ကိုင်မှုနဲ့ခေါင်းဆောင်မှုအခမ်းကဏ္ဍကိုခိုင်ခိုင်မာမာယူပြီးတိုင်းပြည်ရဲ့အရှင်းမြင့်ပြဿနာတွေကိုဖြေရှင်းပေးနိုင်ဖို့ဦးတည်တဲ့အားလုံးပါဝင်သောတွဲဆောင်ဆွေးနွေးဖြစ်စေဖို့ကြိုးပမ်းဆောင်ရွက်တဲ့ကြောင်းအာဆီယံကို NUG ကတောင်းဆိုထားပါတယ်။ မြမအရေးကဒီကနေ့အာဆီယံရဲ့ဂုဏ်သိက္ခာပြန်လည်အားကောင်းစေဖို့အလွန်အချိန်ကာသင့်တဲ့အခွင့်အရေးတရက်လို့အာဆီယံကမှတ်ယူနိုင်ကြောင်းမျိုးသားညီညွတ်ရေးအစိုးရ NUG ကတိုက်တွန်းပြောဆိုပါရယ်နောက်ထပ်တစ်ပုတ်အနည်းနဲ့နိုင်ငံကံဖြူဟာနီးစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ကကင်းစကန်အသိန်းခံရလို့နောက်ပြန်ဆုတ်ကစစ်ကားအစီး20နဲ့အင်အားဖြည့်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်မကွေးတိုင်းငဖဲမြို့နယ်နိုင်ငံကံဖြူဟာနီးစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့အရခတ်တပ်တော်၏ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါရယ်ပြီးခဲ့တဲ့မေလ25ရက်ကစပြီးတိုက်ပွဲချို့ရှိနေပြီးစစ်ကောင်စီတပ် စ်ကြောင်းမှာရှေ့ဆက်မတူနိုင်ပေပစီရွာဘက်ကိုနောက်ဆုတ်ထွက်ပြေးနေရကြောင်းသတင်းအရင်းမြစ်တွေစေကသိရပါရယ်စစ်တပ်ကအပြင်းရကန်လာတွင်အင်အားစုတာနဲ့စစ်ကြောင်းထိုးတာဇက်တိုက်လှုပ်ဆောင်နေတဲ့နိုင်ရင်ကန်ပြူဟာကိုရှိခါစုပုံပြီးပြန်လာတဲ့ပုံစံနဲ့လှုပ်တာဂုတ်ကြီးနဲ့ပစီဘက်ကနေစစ်ကြောင်းတက်လာတာပြန်ဆုတ်သွားတယ်လို့စီးရီးသတင်းအရင်းမြစ်တွေကပြောပါရယ်အေနဲ့ပူပေါင်းတပ်တွေကမနေ့ကမေလ26ရက်ကနိုင်ရင်ကန်ပြူဟာနေရှိကာကင်းစကန်တခုကိုတင်ယူလိုက်ကြောင်းသိရပါရယ် မနီယမနက်ပိုင်းတီဂေါဝဘက်ကိုစစ်တပ်ကပြစ်ရှင်းလင်းပြီးတတ်တာလာတဲ့ထိတွေ့တိုက်ပွဲအကြောင်းပြစ်ခတ်တာလာစီစစ်မေးမြန်းနေပါတယ်ပြစ်ခတ်နေရတော့မှန်ပါတယ်နိုင်ရီကန်ဘက်စစ်ကြောင်းကတော့နောက်ပြန်ဆုတ်ထားတယ်လို့သိရတယ်လို့တပ်သတင်းရင်းမြစ်တွေကပြောပါတယ်စစ်ကောင်စီကပြင်းဝစစ်ဆေးဂိတ်ကိုလည်းဖြတ်တန်းခွင့်မပေးတော့ဘဲယာယီပိတ်ထားလိုက်ပြီးနိုင်ရီကန်နီကိုလေးချောင်းပြစ်ကူနဲ့ဒရုန်းပုံကျဲချခြင်းများပါလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်ဒါပြင်စစ်ကောင်စီကငဖဲမြို့နယ်အတွင်းကိုစစ်အင်အားဖြည့်ပြီးစစ်ကားအစီး20နဲ့အင်အားဖြည့်စစ်ကူပေးပြီးအဆိုပါစစ်ကားအစီး20ပါစစ်ရင်တန်ကအာမ တာ400ကိုအမြောက်တပ်မှယာယီအခြေပြုနေထိုင်ကြောင်းတည်င်းရင်းမြစ်တွေစီကသိရတယ်လို့ဖော်ပြပါရှိပါတယ်ရှင်။